စန်တိုနဲ့စောင်းတတန်တိုးလိုက်တဲ့နေမှာဘရာဇီးလ်ရဲ့အမြင့်ဆုံးဂိုးသွင်းအများဆုံးကစားသမားနေမှာဟာလေဘောကလပ်စန်တိုနဲ့လာမယ့်ဒီဇင်ဘာအထိစောင်းတတန်တိုးမြင့်လိုက်ပါတယ်33နှစ်အရွယ်နီမာဟာစော်ဒီကလပ်အဟီလင်းနဲ့လမ်းဖွဲ့ပြီးနောက်ဇန်နဝါရီကစန်တိုကို6လစာချုပ်နဲ့ပြောင်းခဲ့သူပါနီမာဟာစန်တိုအသင်းရဲ့ဖြီးရိုးလေးဖြစ်ပြီး243ဘွယ်ကစားထားရာ142ဂိုးသွင်း69ဂိုးအထိ ဖန်တီးပေးခဲ့ပါတယ် ။ PSG နဲ့ဘာစလိုနာတက်စစ်ပွဲအောင်ဟာစောင်းတင်းမချုပ်ခင်ဥရောပပြောင်းအောင်နိုင်ကြောင်းသတင်းထွက်ခဲ့ပါတယ်။ကျွန်တော်အနေနဲ့အမှန်ကန်ဆုံးဆုံးဖြတ်ချက်ချခဲ့ပါတယ်။နှလုံးသားရဲ့အတန်ကိုလည်းနားထောင်နေတာပါ။စတုကကျွန်တော်အတင်းနဲ့မကပါဘူးဒါကကျွန်တော်ရဲ့အိမ်အရင်မြေတမိုင်းနဲ့ဘဝတစ်ခုဖြစ်ပါတယ်လို့နေမာက ပြောကြားခဲ့ပါတယ် နေမှာဟာဘရာဇီးတဲ့နဲ့16နာကြာဝေးကွာပြီးနောက်မက်စလာကပယ်လယ်စစ်ပေါ်ချင်းခံပြီးမဲ့မကစားနိုင်ခဲ့ပါဘူးဘရာဇီးတို့က128ပွဲမှာ89ဂိုးသွင်းလုပ်ထားတဲ့နေမှာလေဦးစင်အသင်းနဲ့2023အော်တိုဘာနောက်ပိုင်းပေါ်ဆက်ပြန်နေတာပါ ဘရာဇီးဘောလုံးကအတွက်တမိုင်းဝင်ပြီးထူကြရင်ဒီပါဆက်တော့ဖန်နေအတွက်လက်ဆောင်တစ်ခုဖြစ်ပါတယ်ငါတို့ရဲ့အိုင်ဒေါ်ငါတို့ရဲ့ကောင်းလေးငါတို့ရဲ့မိသားကဒီမှာဆက်ကစားအောင်မယ်လို့ဆက်တော့အတင်းဥက္ကရာကဆိုခဲ့ပါတယ်နေမှာဟာလွန်ခဲ့တဲ့2009ခုနှစ်က professional ကစားသမားဘဝကိုစတုအတင်းနဲ့စတင်ခဲ့သူဖြစ်ပါတယ်။ဒီနှစ်မှာဒယန်ပြဿနာတွေအကြောင်းအကန့်အသတ်နဲ့ကစားခဲ့ရပြီးစုစုပေါင်း17ဘောကစား3ခုသာတွင်ဝင်နိုင်ခဲ့ပါတယ်။